မင်္ဂလာပါကိုခင်းအစ်စတာဖုတ်ဘောရှူရနေကြိုးစားပါရကျွန်တော်ကိုခင်းပါဒီကနေ့ရဲ့ဘောလုံးအပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်ပြီးသုံးသပ်ဆွေးနွေးမှုလုပ်ပေးသွားကြပါမယ်ပထမဆုံးသတင်းချင်တဲ့သတင်းကတော့ Chelsea နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Coach of Side ကပေါ်ပြထားတာပါ Chelsea တင်းက AC Milan တောင်ပိုင်းကစားသမား Rafael Leao ကိုခေါ်ယူဖို့ဆွေးနွေးမှုတွေစတင်နေပြီဖြစ်ပြီးတော့ Italy Serie A Club AC Milan ကဒီကစားသမားအတွက် ်ပြောင်းရွှေ့ကြီးပေါင်63.5တန်းချက်စီးတင်းကိုတတ်မှတ်ပေးထားတယ်လို့သိရပါတယ်။ဒီလအမောင်းပမာဏရရင်ထွက်ခွာခွင့်ပြုဖို့အခြေအနေတွေအများကြီးရှိပါတယ်။အဓိကလက်ရောချက်စီးဆိုတာထက်ချက်စီး AC Milan ရဲ့ဂျားရက်က relation လို့ပြောရင်ပို့ပြီးတော့မှန်လိမ့်မယ်။အဲ့တော့ AC Milan ဒီလောက်အမောင်းပမာဏနဲ့ထွက်ခွာခွင့်ပြုမယ်ဆိုတာ Chelsea တင်းနဲ့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်။အဲ့တော့ကြောင့် club တင်းနဲ့တင်းကြားထဲမှာပြိုင်ဆိုင်မှုဘယ်လောက်ပဲပြင်းထန်ပြင်းထန် relation ကောင်းနေတည်ဆောက်ဖို့ လိုတယ်တသိန်းနဲ့တသိန်းကြားထဲမှာမသူ့မျက်နာကိုကြည့်ကိုမျက်နာသူကြည့်လူရောင်းဝယ်တွေလှုပ်ခဲ့ဘူးတဲ့အခြေအနေမျိုးရှိမယ်ဆိုရင်ကိုကလိုအပ်တဲ့အခါချင်းကိုမျက်နာကိုသူပြန်ပြီးတော့ကြည့်လိုက်မယ်ချယ်ဆီက AC မီလန်ရဲ့လူဝင်အားတောင့်တင်းဖို့အတွက်အများကြီးကစားသမားတွေကိုဈေးတက်တက်တားနဲ့ဒါမှမဟုတ်လည်းဈေးတင့်စွာနဲ့ရောင်းထုတ်ပေးခဲ့တဲ့အသင်းတင်းဖြစ်ပါတယ်ချယ်ဆီရောင်းချစဉ်အချိန်ကာလတော့မှာဗျာဖီကာရိုတိုမိုရီလို့ဆိုဘာအမောင်းပမာဏမှပေးခဲ့ရတာမဟုတ်ဘူးပူလီစစ်ဆိုလည်းဒါတင့်တင့်နဲ့ဈေးနဲ့ပဲရောင်းချခဲ့တာအဲ့ဒါကြောင့် AC မီလန်ဒီချယ်ဆီနဲ့ပတ် သက်ရင်ကစားသမားအယောင်းဝယ်မှာအဲ့လောက်တင်းခံပြီးတော့ဟိုဘယ်လိုပြောမလဲမဖြစ်နိုင်တဲ့စည်းတွေခေါ်လိခေါ်တာတော့မရှိဘူးပေါ့နော်ဒါမဲ့ကျွန်တော်တခုဆိုရင်ဒါရာဖီလေယောရဲ့အသက်ရွယ်လေယောဒီအထိတ်တန်းကစားသမားကောင်းတယောက်ဆိုတော့ကျွန်တော်လက်ခံတယ်ဒါမဲ့အသက်က25နှစ်ရှိနေပြီတောင်ဝင်ကစားသမားတယောက်အတွက်25နှစ်ဆိုတာအရင်မချင်းတော့မှအရင်ငယ်တော့တာတော့မဟုတ်ဘူးကျွန်တော်ရဲ့သတ်မှတ်ချက်ကတောင်ဝင်ကစားသမားတယောက်ဒီ28နှစ်ကျော်ဝိုင်းရင်နည်းနည်းကြီးသွားပြီလို့ထင်တယ်ဗျခြေသွမ်းပိုင်းကအစင်ပြင်းနေသေးပေမဲ့ဈေးကွက်ရ Sorry Brolia Club တွေကလွဲရင်တခြား Club တင်းတွေ ပြောင်းရွှေ့ခြင်းအများကြီးပေးပြီးခေါ်ဖို့တိတ်မလွယ်တော့ဘူး။ Now Rafael Leo ရဲ့စိတ်တပိုင်းကိုလည်းကျွန်တော်အနေငယ်တော့စိုးရိမ်မိတယ်။အကစားသမားစိတ်ဆက်တယ်၊မာနကြီးတယ်။အဲ့တော့ကျွန်တော် Premier League မှာစိတ်ဆွကစားတဲ့အသင်းတွေနဲ့တွေ့ရင်သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအရာအဆင်ပြေပါမလား။ဒါမှမဟုတ် teammates တွေနဲ့အဆင်ပြေပါမလားအနေငယ်စိုးရိမ်မိပါတယ်။ကျန်တဲ့အပိုင်းမှာတော့လက်ရောရဲ့ skill တစ်ပောက်ကရှန်းရှန်းတောက်ပါ။ဘာမှအပြစ်ပြောစရာတော့မလိုပါဘူး။အခု Coach of Side ရဲ့ပေါ်ပြပုံအရဆိုရင် Chelsea နဲ့လက်ရောတို့ကလည်းအချိန်ခါမြွေအပြောင်းရွှေ့ ဖြစ်သွားနိုင်ပွဲရှိတယ်လို့ထင်ပါတယ်။အဲ့တော့ Chelsea ပြိသက်ညီကိုတွေရော Rafael Leao ရဲ့ဆွဲဆောင်ရေးပိုင်းနဲ့ပတ်သက်ပြီးဘလို့မြင်လဲအသင်းကိုရောက်စီခြင်းကြလား comment မှာဝင်ဆွေးနွေးသွားလို့ရပါတယ်။ကြည့်ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Ghana အိမ်နဲ့ပတ်သက်တဲ့သတင်းပေါ့နော်။ AI ပြိသက်အတော်များတော့ Champions League semi-final ကထွက်ခွာသွားပြီးတဲ့နောက်ပိုင်းမှာအတော်လေးစိတ်ပြတ်နေတဲ့ပုံစံပါပဲ။ဒါပေမဲ့ဘောလုံးလောကမှာဒီတိုင်းပဲဗျ။နော်အနိုင်မကန်အရှုံးမပေးစိတ်တဲ့ကိုလောက်ရမယ့်အလုပ်ကိုအကောင်းဆုံးရှစ်ဆက်လောက်ရမှာပဲလေ။တစ်ချိန်မရရင်တစ်ချိန်တော့ရဖို့အတွက် စ조사နေတဲ့သူတိုင်းမှာအခွင့်အရေးရှိတယ်လို့တော့ကျွန်တော်ထင်တယ်။ကဲဟုတ်ပြီတော့အားကြီးကအသင်းရဲ့အဓိကနောက်ခံကစားသမား William Saliba ကို Real Madrid အသင်းကစိတ်ဝင်စားနေတဲ့အတွက်ကြောင့်စာချုပ်သစ်ချုပ်ဆိုဖို့ဆွေးနွေးမှုတွေစတင်ပြုလုပ်နေပြီဖြစ်တယ်ဆိုပြီးတော့ဒီ Athletic မှာဖော်ပြထားပါတယ်။ ရီယယ်မက်ဒရစ်ကဆာလီဘာကိုတကယ်ခေါ်มาဗျဆာလီဘာရဲ့အသက်အရွယ်ပိုင်းနဲ့ခြေစွမ်းပိုင်းကမက်ဒရစ်လိုအသင်းမျိုးကြိုက်တဲ့အသက်အရွယ်ခြေစွမ်းပိုင်းဒါပေမဲ့ရီယယ်မက်ဒရစ်အသင်းဒီကစားသမားတစ်ယောက်ကိုပြောင်းရွှေ့ခြင်းအများကြီးမတုံးလို့တော့ဘူးဒီကစားသမားကိုစောက်တတန်ကုန်ဆုံးကန်နေကြရင်ရော့ဆိုင်းငွေဘောနပ်စ်တွေမျိုးနေနေအောင်ပေးလိုက်မယ်ဆယ်လရီတွေနေနေအောင်ပေးလိုက်မယ် အဲ့ဒီ club တင်းကိုတော့ငါတို့ပြောင်းရွှေ့ကြီးမပေးဘူးကွာဆိုတော့ပုံစံမျိုးနဲ့လူတွေခေါ်ခေါ်လာတယ်နာမည်ရှိတဲ့ကစားသမားတွေပဲဆိုရင် Kylian Mbappe နဲ့ Trent ရောက်လာပြီဗျာအခုမော်ဒယ်မုံလုံးလောက်ကခင်မှာဒီကစားသမားနှစ်ယောက်ဘယ်လောက်ထိနော်ကျွန်တော် image ကြီးလဲအဲ့လိုကစားသမားတွေတောင်မှရောက်အောင်ခေါ်တဲ့အခါကျတော့ Saliba ကအချိန်ခါမြွေ Real Madrid အသင်းကိုရောက်သွားနိုင်ဆိုတော့အားကြီးကလည်းအဲ့ဒီတော့ကြောင့်2029ခုနှစ်မှာစာအုပ်တန်းကုံဆိုးမှာဖြစ်ပေမဲ့ William Saliba ကိုအခုချိန်ထဲအစတင်ဆွေးနွေးမှုပြုလုပ်နေတယ်လို့ထင်တယ်တကယ်တမ်းလည်း ်ဆလီဘာအာစနယ်သားအောင်မြင်ခြင်းနဲ့ဆိုရင်တနည်းအားဖြင့်ဆူဖလားတွေစိန်ခေါ်နိုင်တဲ့အတင်းတင်းဖြစ်ဖို့ဆိုရင်ဒီလိုကစားသမားမျိုးမဖြစ်မနေအတင်းမှာဆက်ဆွဲဖို့လိုတယ်အကျွန်တော်တို့ညီနိုင်းဆွေးနွေးမဲ့သူကတော့ပြောင်းသွားပြီအီဒူးမဟုတ်တော့ပဲအန်ဒရီးယားဘာတာဖြစ်သွားတဲ့အတွက်ကြောင့်အီဒူးနဲ့မတူညီတဲ့မလုံးပေးမှုမျိုးတွေ မြင်ရမလားပေါ့နော်ကျွန်တော်တစ်ချက်တော့ကြည့်ရမယ်ဆလီဘာကတော့အခုချိန်မှာဟိုအာဆနယ်အသင်းမှာဟိုနေချင်းနေစာအုပ်တက်တယ်မတူးချင်ဘူးဘာညာပြောဦးမှာတော့မဟုတ်ဘူးဘာကြောင့်လဲဆိုတော့အချိန်ကစောသေးတယ်လေဘာမှမဆိုဖြစ်သွားနိုင်တယ်အခုထွက်နေတဲ့သတင်းတွေကလည်းအတွင်းရေးသတင်းတွေဖြစ်တဲ့အတွက်ကြောင့်တကယ်မြေပြင်လက်တွေ့အခြေအနေမှာတကယ်စာအုပ်တက်တန်းတိုးဖို့ကြိုးစားနေတာလားဒါမှမဟုတ်ဒီတိုင်းပဲခဏရက်နေတာလားဆိုတော့ဘယ်သူမှအတိအကျတော့မသိသေးဘူးသို့တော့ ကျွန်တော်ကတော့အာဆနယ်အသင်းရှင်းမှလည်းပြောခဲ့ပြီးသွားပြီနော်တကယ်အောင်မြင်တဲ့အသင်းတသင်းဖြစ်ချင်ရင်တော့အသင်းအဓိကကစားသမားတွေကိုစွဲထားဖို့လိုပါတယ်ကျွန်တော်နောက်ထပ်သတင်းကတော့ Independent ကဖော်ပြထားတဲ့ဒီအာဆနယ်နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်ဂန်နာတွေကအစပန်ညောအသင်းရဲ့အသက်24နှစ်အရွယ်စပိန်ကူးသမား Joan Garcia ကို သင်းရဲ့အဓိကပွဲထွက်ကိုသမားရာယာရဲ့အရန်ကစားသမားအဖြစ်ခေါ်ယူဖို့နီးစပ်နေပြီဖြစ်တယ်လို့သိရပါတယ်။ဒါကျွန်တော်ငိုကလေးကတည်ထားတဲ့သတင်းမှာဂျိုဟန်ကာစီယာအာဆင်နယ်သင်းကိုပဲရောက်မှာ။ဒါမှမဟုတ်ဟိုသင်းဒီသင်းကစိတ်ဝင်စားနေတယ်ဆိုတော့ကောလာဟာလာသတင်းမျိုးတွေဂျားထဲမှာတောက်လျှောက်တက်ခဲ့တယ်ပေါ့ဗျာ။အခုအာဆင်နယ်သင်းမှာလည်းဒေးဗစ်ရာယာနာသွားရင်ရာယာကိုစင်ကော်ပြီးဖမ်းနိုင်မဲ့ကိုသမားကမရှိဘူး။အဲ့တော့ကြောင့်ဂျိုဟန်ကာစီယာကိုမဖြစ်မနေရအောင်ခေါ်တင်တယ်။ကာစီယာရဲ့ရယ်လီဂလော့စ်ကလည်းယူရို23သန်းလောက်ပဲဖြစ်တဲ့အခါကျတော့အဆင်ပြေတယ်။သို့တော့ကျွန်တော်တို့ခုစဉ်းစားမှာဂျိုဟန်ကာစီယာကိုတကယ်ပဲအရ န်ဖြစ်သုံးမလားယူရို23သန်းတော့ပေးရမယ်เนาะအဆင်ပြေတဲ့ဈေးဆိုရင်မဲ့ဒါအရန်ကစားသမားတယောက်အတွက်တော့အဲ့လောက်ထိအဆင်မပြေဘူးဗျကျွန်တော်အမြင်ကပြောမယ်ဆိုရင် David Raya ရဲ့ နောက်မှာအမြဲတမ်းလိုပွဲတော်ခွင့်ပေးတဲ့အခြေအနေမျိုးထက်စားရင်စင်ပြိုင်ကိုသမားအနေနဲ့ထားနိုင်တယ်လို့ထင်တယ်။စင်ပြိုင်ကိုသမားဆိုတာကတော့ဗျာရှေ့ရတယောက်နဲ့အမားမလုပ်နိုင်တဲ့နောက်က ready ငါဖမ်းမယ်ဆိုတဲ့အခြေအနေမျိုးရှိနေတဲ့ကိုသမားတယောက်ဖြစ်ခေါ်မှာပါ။အဲ့တော့စပိန်ကိုသမားနှစ်ယောက်အာစတန်အသင်းမှာတိုင်ဆိုင်ရဖို့ရှိတယ်လို့တော့သုံးသပ်မိပါတယ်။ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ The Fabrizio Romano ပေါ်ပြထားတဲ့သတင်းပေါ့နော်။အာစတန်အသင်းက Real Sociedad အသင်းရဲ့ကွင်းလယ်လူ Martin Zubimendi ကိုခေါ်ယူဖို့သဘောတူညီမှုရသွားပြီဆိုပြီးသူကိုယ်တိုင် Hiwi ကိုလှုပ်ထားတာပါ။အဲ့တော့ Romano ရဲ့ Hiwi ကိုသတင်းတွေက များသောအားဖြင့်အယုံကြည်ရတယ်ပေါ့နော်ဟိုသတင်းဆယ်ဖို့ရှင်ဆယ်ပုံလုံးတော့မဟုတ်ဘူးပေါ့ဗျာခုနှစ်ပုတ်ရှစ်ပုတ်လာတော့တကယ်ဖြစ်သွားလိမ့်ရှိပါတယ်ရိုမာနိုမဟုတ်ဘဲနဲ့ဒီဇန်နဝါရီပြောင်းရွှေ့ကာလမှာကြားထားတဲ့သတင်းတွေအရလဲမာတင်ဇူဘယ်မန်နီနဲ့အာဆင်နယ်တို့သဘောတူညီမှုရသွားပြီဆိုတဲ့သတင်းမျိုးတွေကျွန်တော်ကြားထားရတာအဲ့ဒါကြောင့်မာတင်ဇူဘယ်မန်နီကဘဲမှမပြောင်းအာဆင်နယ်ပဲပြောင်းလိမ့်မယ်ဘာကြောင့်လဲဆိုတော့လေဒီကစားသမားကနည်းနည်းတော့ထူးကြတယ်လီဗာပူးတို့ကိုခေါ်တယ်တိုးတော့လီဗာပူးကိုသူမပြောင်းခြင်းဘူး အဲ့အတွက်ကြောင့် Real Sociedad မှာပဲဒီနှစ်ဘောလုံးရသည်ဆက်ပြီးတော့ရှိနေခဲ့တယ်။ Real Madrid နဲ့လည်းသတင်းထွက်တယ်။တိုးတော့ Madrid နဲ့လည်းအခုချိန်မှာဘာမှဖြစ်မလာဘူးဆိုတော့သူပြောင်းရွှေ့ခြင်းနဲ့ club တင်းတင်းက Arsenal ပဲဖြစ်ပါလိမ့်မယ်။အဲ့အတွက်ကြောင့်ကျွန်တော်တော့ဒီကစားသမား Arsenal ကိုရောက်သွားမယ်ဆိုတဲ့သတင်းတွေကိုအပြည့်အဝယုံကြည်ပါတယ်။ Arsenal တင်းကလည်းသူ့ရဲ့ Rally Gloss Euro 360ကိုပေးချေပြီးတော့ ကာလာရှိစာချုပ်ချုပ်သွားဖို့ရှိနေပါတယ်။အန်ဒရီးယားဘာတာရဲ့ပထမဆုံးလူခေါ်မှုလည်းဖြစ်လာနိုင်ပါတယ်ခင်ဗျ။ကျွန်တော်နောက်ဆုံးဆွေးနွေးခြင်းတဲ့တင်ရတော့အီတလီဘက်ကခေါ်ရီဒယ်လူစပိုကဖော်ပြတဲ့တင်ပေဖြစ်ပါတယ်။လီဗာပူးနဲ့ယူရိုကွိုင်းတိုက်စစ်မှုဒါဝင်နူးညက်စ်ကိုအီတလီစီးရီးကလပ်တင်တင်ဖြစ်တဲ့နာပိုလီကခေါ်ယူဖို့စဉ်းစားနေတယ်လို့သိရပါတယ်။ဒါပေမဲ့နာပိုလီရဲ့ခေါ်ယူမဲ့တိုက်စစ်ပြစ်မှတ်တွေကလည်းဒါဝင်နူးညက်စ်တယောက်တည်းတော့မဟုတ်ဘူး။ယူနိုက်တက်တိုက်စစ်ကစားသမားရော့စမတ်ဝိုင်လန်ပါတယ်လို့အီတလီစီးရီးရဲ့တချို့သောတိုက်စစ်ပြစ်မှတ်ကစားသမားတွေတဲရောက်ပါလာနိုင်နေဗျာ။အဲကျွန်တော်တို့အခု ခုစဉ်းစားမှာဒါပါတော့ဒါဝင်နူညန်းနဲ့ပဲစဉ်းစားမယ်နူညန်းရဲ့အသက်အရွယ်ရဒီအစ်မြင့်ဘောလုံးလောကမှာကန့်တင့်နေတယ် sorry bro လေးကိုမပြောင်းတင့်သေးဘူးဗျာတော်တော့ Latin America ကစားသမားတွေဖြစ်တဲ့အခါကျတော့အတိအကျတော့ပြောလို့မရဘူးပေါ့နော်ဥမာ John Duran ဆိုရင်သူ့အသက်လေးက20ဆွဆွပဲရှိသေးတယ်တော်တော့ Anasa ကိုပြောင်းသွားတယ်အဲ့ Darwin Nunez က25 26မပြောင်းနိုင်ဘူးလို့ယတိပြပြောလို့မရဘူးပြောင်းရင်လည်း အပြောင်းသွားမှာတိုးတော့ဒါဝင်နူညက်စ်ရဲ့အရေးသွေးပိုင်းရဒီထက်ပိုပြီးတော့ဖြစ်လာနိုင်ခြေရှိသေးတယ်နူညက်စ်ကဘန်ဖီကာအသင်းမှာဆွမ်းဆောင်ရေးပိုင်းတော်တော်ကောင်းခဲ့တယ်လီဗာပူးအသင်းကိုရောက်သွားတဲ့အခါကျမှလီဗာပူးထက်ဆိုင်ပရီးမီးယားလိဂ်နဲ့တိတ်ပြီးအံဝင်ခဲ့ဘူးလို့ပဲပြောရမှာပါသူ့ရဲ့ ပင်ကိုကစားပုံပေါက်ပြီးအတင်းဝင်အတင်းတိုးတဲ့ပုံစံမျိုးတွေဒါတနည်းအားဖြင့်လှုပ်အားနှုတ်ဝင်ပဲအားပြုပြီးကစားနေတဲ့ပုံစံသည်သူ့ရဲ့စကေးဘိုင်းကိုရော့ချသွားစေပါတယ်။နာပိုလီရောက်ရင်တော့ပြောပြောဆိုဒါဝင်နူးညက်ပြန်ပြီးတော့တက်ကောင်းတက်လာနိုင်တယ်။အလုံးနဲ့ဒီမှာပါအီတလီစီးရီဘောလုံးလောကဆိုတာဟို ကစားဖို့နှေးတဲ့ကစားသမားတွေအဆင်ပြေတယ်ဗျာရိုမီလိုလူကာကူဆိုရင်အီတလီစီးရီးမှာအားနေရနေဂိုးသွင်းနေတာရာမတ်စ်ဝိုင်လန်လိုအထာလေးတဲ့ကစားသမားတော်မှအီတလီစီးရီးမှာဆိုဂိုးသွင်းနိုင်တယ်အဲ့ဒါကြောင့်နာပိုလီမှာဒါဝင်နူးညက်စ်အောင်မြင်ကောင်အောင်မြင်နိုင်တယ်နောက်နာပိုလီရဲ့တမိုင်းကိုကြည့်မယ်ဆိုရင်လေကဗာနီပေါ့နော်အဲ့တော့ကဗာနီဒီနာပိုလီမှာဆန်ရှီကစားသမားဘဝနဲ့ဒိဋ္ဌိကျဲတိုက်စစ်မှုဖြစ်ခဲ့ဘူးတယ်ကဗာနီ PSG ရောက်သွားတော့အဲ့ဒါကြာနေနာပိုလီမှာရှေးဖေကာကိုကဗာနီဆိုတာတခစ်တခါတော့ နော်ဥရောပမြေမှာခြေစွာနေတဲ့လက်တင်အမေရိကသားတွေပဲအခုဒါဝင်နူညက်စ်ကလည်းဆန်ရှေနဲ့ဆိုတော့ဒုတိယကဗားနီဖြစ်မလားကျွန်တော်တစ်ချက်စောင့်ကြည့်ရမှာပါကျွန်တော်ကတော့နာပိုလီနဲ့ဒါဝင်နူညက်စ်တို့ရဲ့သတင်းတွေကိုစောင့်ကြည့်နားထောင်စီခြင်းပါကြောင့်သုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးဒီမှာနားခွင့်ပြပါခင်ဗျာ